အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကိုတိုက်ပဲဖြစ်ပါလေဗျာဒီနေ့မှတော့လူတယောက်ကံကောင်းတော့မယ်ဆိုရင်ကြိုပြတတ်တဲ့နမိတ်လေးတွေကြောင့်မင်းဆွေမြောင်မြောင်ပေးမှဖြစ်ပါလေဗျာဒီဒီနမိတ်လေးတွေပြပြီဆိုရင်မင်းဆွေမြောင်တေးချတယ်တိတ်မကြခင်တွင်းမှာကံကောင်းတော့မယ်စူကြီးလက်ကြီးတွေအများကြီးရတော့မယ်အဲ့တော့ကျွန်တော်တို့ဘွားတဆူကြိုပြောင်းလဲနိုင်ပြီလို့ကျွန်တော်ဆိုလိုနိုင်ပါတယ်ဗျာ အဲ့တော့ပထမဆုံးကြိုပြတ်တက်တဲ့နမိတ်လေးရတော့ကျွန်တော်တို့တွေမြင်ရမှာဖြစ်ပါတယ်။ဗာလီမြတ်မယ်ဆိုတော့ကျွန်တော်တို့ကနိုင်နေကြည့်လိုက်တဲ့အခါမျိုးမှာ7နိုင်7မိနစ်10နိုင်10မိနစ်17နိုင်17မိနစ်ကားလေးဆိုင်ကလေးကြည့်လိုက်တဲ့အခါမျိုးမှာလည်း3344တို့အာ9966တို့3939တို့အစားပြည့်ကျွန်တော်တို့အဘူးကနန်းလေးတွေကိုမကြာခဏတွေးမိရပဲဆိုရင် မိတ်ဆွေများတေးချပြီး တိတ်မကြခင်အတွင်းမှာကံကောင်းတော့မှဖြစ်ပါတယ်ဗျဒါနံပါတ်1ဖြစ်ပါတယ်နံပါတ်2ကတော့ကျွန်တော်တို့တွေအေးကျွန်တော်နေထိုင်သွားရင်းနဲ့ကျွန်တော်တို့ကိုယ်ပေါ်တွေမှာငှက်အမွေးလေးလေးပြုတ်ကြတာတာမျိုးငှက်ချီပါချတာမျိုးအဲ့တော့အင်းကြီးနေအမတ်မထင်မဲ့ဗျောင်းမြန်မှားဝိမိတာမျိုးအဲ့လိုမျိုးလေးတွေကျွန်တော်အိမ်ထဲကိုကျွန်တော်တွေဟိုငှက်ကလေးတွေ ပြင်နေတဲ့အကောင်လေးတွေဝင်လာတာမျိုးမထင်ပဲမရောက်ရှိတာမျိုးဆိုရင်တေးချာတယ်ကျွန်တော်တို့အိမ်ဒီမှာကျွန်တော်တွေကန်ကောင်းတော့မယ်လက်ကောင်းတော့မယ်တမိသားစုတို့ပျော်သွားတော့မယ်ဆိုတဲ့ကြိုတင်နမိတ်လေးပဲဖြစ်ပါတယ်ဗျအဲ့နံပါတ်3ကတော့ကျွန်တော်တွေအိမ်မက်တွေမက်တဲ့အခါမျိုးမှာဥပမာကျွန်တော်တွေဆင်းပြန်တို့မြင်းပြန်တို့အဲကျွန်တော်တွေလူပြန်တို့အဲကျွန်တော်လူတွေပြန်တော့မမတ်တာတို့မစင်တွေတွေ့တာမွေတွေတွေ့တာမွေတွေကကိုယ်လာပြီးတော့ကြည်နေတယ်သူ့ရံလည်းမရှာဘူးကျင်းနေတဲ့ပုံစံမျိုးနဲ့ကြည်နေတယ် ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရေးသေးချပြီကျွန်တော်တို့တရားရောက်ကကူညီပေးတော့မယ်ဆိုတော့ကြိုတင်တိမိနံပါတ်ဖြစ်ပါတယ်အဲပြီးလို့ရှိရင်ကျွန်တော်ဖရားတွေရှ िख ိုးတဲ့အခါမျိုးမှာတစုံတက်ကကျွန်တော်အနောက်နာမှာရောက်နေတယ်လို့ရောက်ရှိနေတယ်လို့ခံစားရတယ်ဒါပေမဲ့အဲ့ဒီရောက်တဲ့အရာကိုကျွန်တော်ကကျင့်တတ်ပြီးတော့ယုံကြည်မှုကိုယ့်ကိုယ်လုံးညုံနေလို့ခံစားနေရမယ်ဖရားတွေရှ िख ိုးတဲ့အခါမှာလည်းရှ िख ိုးရှ िख ိုးနေခြင်းမှာရောအမြဝေဝင်နေခြင်းမှာရောအိမ်မြောင်တွေကတတတနဲ့စုပ်တွေခဏခဏထိုးနေတယ်ဒါဆိုရင်သိချပါပြီကျွန်တော်တွေသိမကြခင်အတွင်းမှာပဲ ူညီမဲ့သူစောင့်မမဲ့သူတွေပေါ်လာတော့မယ်မြင်နေတဲ့ပုံကိုယ်တွေမမြင်တဲ့ပုံကိုယ်တွေကအကူအညီပေးတော့မယ်ဆိုတာကိုကျွန်တော်တို့ကြိုတင်သိမိနိုင်မှာဖြစ်ပါတယ်ခင်ဗျနံပါတ်၄ရတော့ကျွန်တော်တို့တွေဒီတွိုင်းလိုင်းလုံးကိုင်းအမတ်မထင်ပါစိတ်မနှံတဲ့သူအယူးမနော်ပြောမယ်ဆိုရင်အယူးတို့စိတ်မနှံတဲ့သူတို့အတက်ကြီးရွယ်အိုအဲ့လိုတက်တက်ကြီးရွယ်အိုကျွန်တော်တွေဒါမှမဟုတ်ခလေးလေးခလေးငယ်လေးလေးနဲ့လာမထင်မှပဲ ကြုံကြိုက်တာမျိုးအတက်ကြီးရွယ်နဲ့မကြုံကြိုက်တာမျိုးသုံးမဟုတ်စိတ်မနဲ့တဲ့သူအယူတွေနဲ့မကြက်ကင်းဟိုကျွန်တော်တို့တခါမှလည်းမမြင်ဘူးပဲနဲ့အဲအယူတွေကကိုယ်ကိုနာလာတာမျိုးကိုယ်စကားလာပြောတာမျိုးအဲ့လိုမျိုးကြုံလို့ရှင်အဲ့လူတွေအဲ့ကလေးတွေကိုကျွန်တော်တွေဒါနလေးပြုတ်ပစ်လိုက်ပါတေးချတယ်ကျွန်တော်တို့တစုံတက်ကွက်ကူညီဖို့အတွက်လွတ်လိုက်တာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဒါလေးတွေရတယ်ကျွန်တော်လူတယောက်ကံကောင်းဖို့အတွက်ကျွန်တော်ကြိုတည်နိုင်မဲ့နမိတ်လေးပဲဖြစ်ပါတယ်ဗျာ နောက်ဆုံးအချက်ကတော့ကျွန်တော်တို့တွေသိတာနိုင်ပါတယ်ကျွန်တော်တို့မှာနေရထိုင်နေတာနည်းနည်းစိတ်ထဲမှာပီတိတွေဖြစ်နေရတယ်ပျော်ရွှင်လာတယ်အဲကျဉ်တဲ့နေသူခံစားရတယ်စိတ်ထဲမှာလည်းအလိုလိုကြည်နူးနေတယ်အဲ့တော့ဘလိုကြည်နူးလဲဆိုတော့ကိုကြည်ခရနဲ့ကောင်းမလေးကကိုပြန်လဲပြီးတော့အဖြေပြန်ပြလိုက်တာမျိုးကိုပြန်လဲသဘောကျတဲ့တာမျိုးအဲ့လိုမျိုးကြည်နူးနေတယ်ဒါကျွန်တော်ဥဥပမာပြောပြပြတာပေါ့နော်အဲ့လိုမျိုးစိတ်ထဲမှာလည်းနေရတာပျော်ရွှင်လာတယ်အဲ့တော့တစ်ခါကျလို့ရှိရင်ငင်းငင်းငိုင်ငိုင်နဲ့မဖြစ်တော့ဘဲနဲ့ အဲ့တော့ကျွန်တော်တို့အဆင်မပြေမှုတွေမဖြစ်တော့မယ်အဆင်ပြေမှုလေးလေးဟိုမှာအဆင်ဟိုအရင်တော့ကိုယ်ဘယ်တော့မှအဖက်မလုပ်လို့တော့အဖက်လာလောက်တာမျိုးအဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့အရင်တော့အဆင်မပြေတဲ့ကိစ္စတွေပြန်လဲအဆင်ပြေနေတာမျိုးအဲ့လိုမျိုးလေးကောင်းတဲ့အရာလေးလေးအဲကျွန်တော်တို့တစ်ခုမှတစ်ခုအဲကျွန်တော်အဆင်ပြေမှုလေးလေးဇက်တိုက်ကြုံရလို့ရှိရင်သိချားတယ်ကျွန်တော်တို့ကတိတ်မကြခင်အတွင်းမှာဒီတက်ဒီတက်ပို့ပြီးတော့အဆင်တန်းတွေပြောင်းလဲလာတော့မယ်ကောင်းမွန်လာတော့မယ်ကုညီမဲ့သူမြင်နိုင်တဲ့ပုံကိုယ်လေးရောမမြင်နိုင်တဲ့လူတွေရောအဲ့တော့မြင်နိုင်တဲ့ကျွန်တော်ဆွေမျိုးတွေ ထက်လူကြီးတွေအစပြည့်မတော့ပုံကိုတွေမမြင်နိုင်တာတွေကိုကုညီပေးတော့မယ်ဆောင်းမပေးတော့မယ်ကံကောင်းတော့မယ်ဆိုတော့ကျွန်တော်တို့တိမြင်ခန်းစားမှာဖြစ်ပါတယ်ဗျဒါလေးတွေကတော့ကျွန်တော်တို့ကြိုတင်မော်တော့တိမြင်နိုင်မယ်နမိတ်လေးပဲဖြစ်ပါတယ်ဗျကဲမေးစရာလုံးလဲကျွန်တော်မေးစခုနသားသမီးလုံးလဲကံကောင်းလက်ကောင်းကြပါစေဗျကံကောင်းလက်ကောင်းကြပါစေဒီတဲ့ပုံမြင့်မာတဲ့ဘွားတွေပန်ဆိုင်ကြပါစေဗျအားလုံးပဲအစီအမေကြပါစေအစီအပြေနဲ့ line subscribe နေပြီးအပိတ်ကလေးလို့ရပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ